မြောင်းရီနယ်စပ်မြို့ကနေထိုင်းနိုင်ငံမဲဆောက်မြို့ကိုပြေးဆွဲနေတဲ့လိုင်စင်မဲ့ခရီးသည်ပို့ဆောင်ရေးရှင်တွေကိုမေလ30ရက်နေ့ကစတင်ပြီးသွာလာခွင့်ပိတ်ခဲ့ကလိုင်စင်ရှိတဲ့ရှင်တွေကိုသွာလာခွင့်ပြုတယ်လို့11ရုပ်သက်ရဲ့မြောင်းရီမြို့သတင်းတောက်ကသတင်းပေးပို့ထားပါတယ်။မြောင်းရီခရိုင်ရဲတပ်ဖွဲ့နဲ့ရင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့ကနေမေလ25ရက်နေ့ကစတင်ပြီးရင်မောင်းလိုင်စင်တွေရှိမရှိပညာပေးကာလအဖြစ်စစ်ဆေးခဲ့ပါတယ်။မြောင်းရီမြို့ကနေထိုင်းနိုင်ငံဘက်ကိုရွှေမြမာရှင်လိုက် ကလုတ်အထူပေါ်ရင်လိုက်နဲ့ထိုင်းနိုင်ငံဘက်ကဝင်ရောက်လာတဲ့ခရီးသည်ပို့ဆောင်ရေးရှင်တွေအလှည့်ကျပြေးဆွဲနေတာဖြစ်ပါတယ်။မေလ30ရက်နေ့မှာတော့ထိုင်းနိုင်ငံဘက်ကိုဝစ်တောက်ကားတွေတွာလာခွင့်တားမြစ်လိုက်တဲ့အပေါ်ရွှေမြမာရင်လိုက်အသင်းဥက္ကဋ္ဌဦးချင်ဝိုင်းကအခုလိုပြောဆိုခဲ့ပါတယ်။အခုလက်ရှိကျွန်တော်မြန်မာနိုင်ငံပေါ့နော်တိုင်းနိုင်ငံလုံးနဲ့ခြုံငုံမယ်ဆိုပြီးဆင်းတယ်။ကျွန်တော်မြန်မာနိုင်ငံမှာအခုဒါတရားဝင်တင်သွင်းတဲ့ကတော့ကားတင်သွင်းတဲ့ကုမ္ပဏီတွေရှိပါပြီ။ကားစင်းလုံးတွေလည်းရခင်ကထက်ပို့ပြီးတော့ဟာလား ဈေးပေါ်ပေါ်နဲ့ရောင်းချပေးတဲ့တချို့ installment နဲ့ရောင်းချပေးတဲ့ company တွေအများကြီးပေါ်ထွက်လာခဲ့ပါပြီဟာဒါလည်းရှိနေပါပြီအဲ့တော့တရားဝင် without car နဲ့လူခီးတဲ့တင်ပြည့်စွဲတယ်ဆိုတာဘယ်နိုင်ငံမှမရှိပါဘူးကျွန်တော်တနိုင်ငံလဲကျွန်တော်နိုင်ငံမှာပဲရှိပါတယ်အဲကြောင့်ဓာတွေကိုကျွန်တော်တို့ကနိုင်ငံသားပြည်သားဆိုတာနဲ့ဒီတရားဝင် without car တွေတရားဝင် without car တွေနေရာမှာအစားနော်တရားဝင် license car တွေနဲ့ဒါပြည့်စွဲလို့ဆိုရင်ကျွန်တော်နိုင်ငံနေနဲ့လက်ကုံသေးကမြင်လာမယ်ကျွန်တော်တို့အခုပုံမှာကျွန်တော်တို့ရင်လိုင်းနေနေလဲပို့ပြီးတော့ဂုံရှိလာပြီဗျာ ညရီမဲဆောက်ခရီးသည်ကြိုးပို့ပြီးမိသားစုဝန်ရင်းဖြစ်ရှင်းနေရသူရင်မောင်းတို့ကလည်းအခုလိုပြောဆိုခဲ့ပါဗျ။ဒါနဲ့မသွားဘူးဆိုတော့စိတ်တော့မကောင်းဘူး။ဘယ်လိုပြောလဲ။ဒီကြီးကလှုပ်လဲဆိုတော့လည်းလက်ကမော။ဒါနဲ့အပြင်းကြီးတော့ဖြစ်ကြည့်။ဒါစင်မဲမသွားရဘူးဆိုရင်ဒါစင်မဲဒီဈေးမောင်းသွားတယ်ဗျ။အဲကျွန်တော်တို့လည်းလက်ကလာ။ဟိုတော့ဝင်ရတဲ့ဖွဲ့တွေကသွားမယ်။ အဲကျွန်တော်တို့ကတော့သွားဘူးဆိုတော့ဒါတော့လည်းဆင်းတယ်မြရွေချစ်ကြည်ရဲ့တရားထိတ်ကနေမဲဆောက်ကိုခရီးတဲ့ပို့ဆောင်ရေးရှင်တွေကို ခရိုင်ရဲတပ်ဖွဲ့မှု ကာညာနာဦးစီးမှု BGF တပ်ဖွဲ့နဲ့ရင်းစည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးတာဝန်ရှိသူတွေကစစ်ဆင်းနေတာဖြစ်ပါတယ်